လုံငယ်တဲ့ပိုင်မှာမူချန်တို့ကနောက်ဆုံးစစ်ဆေးမှုကိုဖျက်ကျော့နေကြတယ်။၃ရောက်စလုံးကလည်းကိုစီအဖွဲတွေနဲ့တိုက်ပွဲကိုဆင်နွှဲနေကြပြီးမူချန်ရဲ့ဝိညာဉ်အစီအမံအဆင့်၅ကြောင့်ဂူသိန်းရန်ကဒဏ်ရာရသွားတယ်။ဗီဒီယိုလေးမဆိုင်ရင်ကျွန်တော်လည်း subscribe နှိပ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်။မူချန်ရဲ့တိုက်ခိုက်မှုကြောင့်ဆန်ရှန်တို့လီချွန်တော်ရုံးတောင်တော်တော်လေးအံ့ဩသွားတယ်။ဒါပေမဲ့မူချန်ကနောက်ထပ်ဝိညာဉ်အစီအမံကိုဖန်တီးဖို့ဂူသိန်းရန်ကခွင့်ပြုတော့မှာမဟုတ်ဘူး။အဲ့တော့သူကတခြားနီလန်းကိုတုံးပြီးတော့တိုက်ဖို့ပဲကြံတော့တယ်။ မူချန်ကသူ့ရဲ့ခနာကွန်းနဲ့ငွေရောင်အလင်းနန်းလေးကိုထုတ်လိုက်တယ်။ပြီးတော့လက်သီးတလုံးကိုကုသိန်းရန်စီကိုပြစ်လှုပ်လိုက်တယ်။ကုသိန်းရန်ကလည်းခေါင်းခါလိုက်တယ်။ပြီးတော့လည်းမူချန်ပြစ်လိုက်တဲ့လက်သီးကိုသူကလည်းသူ့ရဲ့လက်သီးနဲ့နောက်တစ်ခါပြန်ထိုးတယ်။ဒီချိန်မှာပဲမူချန်ကသူ့ရဲ့အားနဲ့တဲ့လက်ရဖန်နဲ့တစိမ့်တစ်ခုကိုဖန်သီးလိုက်တယ်။သူ့ရဲ့ကိုယ်ထည်ကနေအလင်းနန်းပရီးစည်းတွေကထွက်ပေါ်လာတယ်။ပရီးစည်းကနေအနှံ့ရောက်အလင်းနန်းတွေပောက်ကွဲထွက်သွားပြီးသူ့ရဲ့ခနာကိုယ်ထဲကိုစီးဝင်သွားတယ်။ ဲ့ဒီခါမှာတော့ခနာကမူချန်ထိုးလိုက်တဲ့လက်သီးကရုတ်တရက်အားရပြင်းလာပြီးတော့ဂူသိန်းရံကိုသွားပြီးတော့ထိတ်တယ်။ပေါက်ကွဲတဲ့ညီထွက်ပေါ်လာပြီးနေရာတစ်ခုလုံးကဖုံဖုံနေနဲ့ပြင်းနှက်သွားတယ်။ကြောက်တုံးနေဆိုရင်အစိုက်သိန်းအဖုံမှာချီကုန်တယ်။စန်ရှန်တို့လီရွှန်တုံတို့တော့မတိုက်ခိုက်ပင်နဲ့မူချန်ရဲ့တိုက်ခိုက်မှုကိုအာယုံဆိုင်နေကြတယ်။အဲ့ဒီအချိန်မှာတော့တောက်ပတဲ့အလင်းရောင်တဲ့သူပုံရင်တစ်ခုကဖုံဖုံတွေကြားကနေပြေးထွက်လာတယ်။ပြေးထွက်လာတဲ့ဆိုပေမဲ့ခနာကူကဒရင်ဒရိုင်နဲ့အာလုံကအဲ့ဒါဘာလို့လဲဆိုတာသိကြည့်နေကြတယ်။ နောက်မှဇေဘီနီနီနဲ့ဂူသိန်းရံကြီးဖြစ်နေတယ်။အဲ့ဒါကိုမြင်ပြီးအာလုံးကတန်းအံ့တော်ဖြစ်သွားတယ်။ဂူသိန်းရံပဲဒါကဘလို့လုပ်ပြီးဖြစ်နိုင်မှာလဲ။စွမ်းအားချင်းရှိမယ်ဆိုရင်ဂူသိန်းရံကမူချန်ထက်ကိုအများကြီးအစိမ့်မြင့်တယ်။ဒါပေမဲ့အခုသူပဲဖီယာပီကန်ထိနေတယ်။ဒီမြင်ကွင်းကိုဒီအားလူတင်မဟုတ်ဘူး။အပြင်ဘက်မှာကြီးနေကြတဲ့လူတွေအကလုံးကလည်းမြင်လိုက်ကြရတယ်။အထူးသဖြင့်အကြီးကဲတွေကပိုပြီးတော့ကိုမျက်မှောင်ကျုပ်သွားတယ်။အပေါ်ဘက်ချမ်းမှာတော့တောက်ပါတဲ့အလင်းတန်းနဲ့တူအာလုံးရဲ့ရှိမှာမူချန်ကပြတ်ပြီးတော့ပေါ်လာတယ်။ သူ့ရဲ့အသွင်ပြင်ကိုကြည့်ပြီးအားလုံးကတန်အံ့တော့ပဲသူ့ရဲ့ခန္ဓာကိုယ်အနှက်မှာအနှက်ရောင်အလင်းနှန်းတွေကစီးဆင်းလို့နေတယ်အဲ့ဒါကဘာကြီးလဲမူချန်ကဘယ်ပညာရက်ကိုတုံးလိုက်တာလဲအားလုံးကသူ့ရဲ့အသွင်ပြင်ကိုကြည့်ပြီးပါဇက်အဟောင်းသာဖြစ်နေကြတယ်သူ့ရဲ့အစွမ်းကလည်းတော်တော်လေးကိုတိုးတက်လာတယ်စမ်းရှမ်းနဲ့လီချွန်တုံးကပြောတယ်အဲ့ဒါကအလင်းနှန်းနဖရားတိုင်းကျလာဘာလို့လဲဆိုတော့အဲ့ဒီတိုင်းကျကိုသူတို့လည်းလေ့ကျင့်ဖူးလို့ပဲဒါပေမဲ့အဲ့ဒီတိုင်းကျကတလောက်အစွမ်းကိုမပေးစွမ်းနိုင်ဘူး အပြစ်မှန်ရှိနေကြတဲ့အကြီးအကဲတွေကတော့မျက်လုံးပြူးနေကြတယ်။ဌာနမှူးကြီးထိုက်ဆန်ကပြောတယ်။ဒီအစွမ်းကအန့်ဖွဲ့အနှံ့ရောင်အလင်းတန်းပဲ။ပြင်းထန်လွန်တဲ့အန့်ဖွဲ့အနှံ့ရောင်အလင်းတန်းကဒီကောင်လေးရဲ့ကိုယ်ထဲမှာဘာလို့ရှိနေနိုင်တာလဲ။ဘေးနားကရှိတဲ့အကြီးအကဲတယောက်ကဝင်ပြောတယ်။ဒီအန့်ဖွဲ့အနှံ့ရောင်အလင်းတန်းကိုသူ့ဘယ်ကရလဲဆိုတာငါမသိပင်မဲ့ဒီလိုကြောက်စရာကောင်းတဲ့အစွမ်းကိုအမြင့်ဆုံးအဆင့်ကိုရောက်နေကြတဲ့သူတွေတော့သွားပြီးမထီရဲကြဘူး။ဒါပေမဲ့ဒီကောင်လေးကသူ့ရဲ့ကိုယ်ထဲမှာတော့တိမ်ထားရဲသေးတယ်။ထိုင်းဆန်ကတော့ခေါင်းတဆက်ဆက်ညှိပြီးစဉ်းစားလိုက်တယ် ပြီးတော့လည်းသူကပြောတယ်ဒီနတ်ဖျားတိုင်းချမ်းကိုငါမြင်ဘူးတလို့ပဲဒီအတိုင်းဆိုရင်ငါတို့ရဲ့ကြောင်းမှာနောက်ထပ်ပါရမီရှင်တစ်ယောက်ကိုမွေးထုတ်ပေးနိုင်ခဲ့ပြီမူချန်ကတော့အရှိမရှိတဲ့ဂူသိန်းရံကိုပြောတယ်ကဲငါတို့ဆက်ပြီးတိုက်ခိုက်ကြစို့သူရဲ့စကားဆုံးသွားတာနဲ့မူချန်ကဂူသိန်းရံစီကိုပြေးဝင်သွားတယ်ဆန်းရှန်တို့နဲ့တိုက်ခိုက်နေတယ်လင်ကျန်းနဲ့ကြောင်ချင်းရှန်ကပြောတယ်ဒီလူသစ်လေးရဲ့ဆွမ်းအားကဒီလောက်ထိကိုရှိတာလားငါတို့သူ့ကိုအဲ့လောက်ထိလုံနိုင်မယ်လို့မထင်သားဘူးမူချန်ကဂူသိန်းရံကိုအနှံ့ရောက်အလင်းထဲနေနဲ့လှမ်းပစ်တယ် ကူတန်ရံကသူ့ရဲ့အနီအောင်စွမ်းအင်တွေထုတ်လိုက်တော့ကောင်းကင်ဘော်မှာမီးတောက်တွေဖြစ်ပြောင်းလဲသွားတယ်ပြီးတော့သူကလက်ဖြတ်လိုက်တာသူ့ရဲ့လက်မှာမီးတောက်တွေတောက်လုံးလာတယ်ချက်ရှင်းဆိုသလိုပဲအဲ့ဒီမီးတောက်တွေကလှန်တစ်ချောင်းဖြစ်ပြောင်းလဲသွားတယ်ကူတန်ရံကသူ့ရဲ့မီးတောက်လှန်ကိုဟွေရမ်းလိုက်တာနဲ့အနီအောင်စွမ်းအင်တွေကမူချံစီကိုပြေးဝင်သွားတယ်မူချံကလည်းအနံ့ရောင်စွမ်းအင်တွေကိုလက်မှတ်ဆူးလိုက်တယ်သူ့စီဝင်လာတဲ့အနီအောင်အလင်းနှန်းတွေကိုသူ့ရဲ့အနံ့ရောင်လက်တီနဲ့ပြန်ပြီးတော့ထိုးချလိုက်တယ်ကျဲလောင်နဲ့ပောက်ခွဲတန်ကြီးထွက်ပေါ်လာတယ် ဒါ ਈ မှအာလုံရဲ့အခြေမှာပဲမူချန်ကဂူတန်းရဲ့အခြေမှာလှက်တပြပေါ်လာတယ်။ပြီးတော့အနံ့ရောင်လက်သီးနဲ့နောက်တစ်ချက်ထိုးလိုက်ပြန်တယ်။အဲ့ဒီလက်သီးကိုဂူတန်းရကနည်းနည်းမှအထင်မသေးရဲဘူး။ဘာလို့လဲဆိုတော့ကြောက်စရာကောင်းတဲ့အနံ့ရောင်စွန်းအင်းတွေပါဝင်နေလို့ပဲ။ဂူတန်းရကသူ့ရဲ့စွန်းအင်းတွေကိုထောက်ပြီးတလင်ကြောက်ပုဒ်နံပြောင်းလဲလိုက်တယ်။မူချန်ရဲ့လက်သီးကိုအဲ့ဒီတလင်ကြောက်ဒိုင်းကနေပြန်မိကလိုက်တယ်။ပြီးတော့ချက်ချင်းသူကအနောက်ကိုပြန်ဆုပ်တယ်။မူချန်ကသူ့ကိုလက်သီးတွေနဲ့ဒရဇက်လိုက်ပြီးတော့ထိုးတယ်။ သူကလည်းမူချန်ရဲ့လက်သီးတွေကိုသူ့ရဲ့လက်သီးနဲ့ပြန်ပြီးတော့ထိုးခွဲပစ်တယ်။တိုက်ပွဲကပြင်းထန်တဲ့အတွက်ကြောင့်မြေပြင်ကတော့လုံဝကိုရှုပ်ရှက်ခတ်နေတယ်။တိုက်ခိုင်းနေရင်သူတို့နှစ်ယောက်ကအကွာဝေးတတော်ဒီကိုလှမ်းသွားတယ်။အဲ့ဒီခါမှာတော့အနှံ့ရောင်ဆွဲရင်တွေကိုပို့ပြီးတော့ဆုလိုက်တယ်။ပြီးတော့လက်သီးအကြီးဖန်တီးပြီးတော့ကုသင်ရန်စီကိုမူချန်ကထိုးတယ်။ကုသင်ရန်ကလည်းသူ့ရဲ့မီတော့လက်သီးနဲ့ပြန်ပြီးတော့ထိုးလိုက်တယ်။ဒီတစ်ခါမှာတော့ကုသင်ရန်ရဲ့မီတော့လက်သီးကတဖြည်းဖြည်းနဲ့အကွဲလာတယ်။သူ့ရဲ့မီတော့လက်သီးပျက်စီးသွားတာနဲ့ကုသင်ရန်စီကိုအနှံ့ရောင်လက်သီးကရောက်လာတယ်။ သူကပရမတ်တခါလိုပဲသူ့ရဲ့စွဲအင်းတွေကိုတလင်းကြောပုံတရံလုပ်ပြီးဒိုင်းကဖြစ်နေကာကွယ်လိုက်တယ်ဒီဒီခါမှာတော့အဲ့ဒီဒိုင်းကကလည်းသူ့ကိုဘာမှမလုပ်ပေးနိုင်ဘူးကြွေမှွက်တော်တာနဲ့ဂူသိန်းရံကမူချန်ရဲ့အနံ့ရောင်လက်သေးကိုထိပြီးအဝေးကြီးကိုလွှတ်ထွက်သွားတယ်ဒီဒီခါမှာလည်းဂူသိန်းရံကဒဏ်ရာရပြီးလွင်သွားတဲ့အတွက်ကြောင့်အလုံးကတော့မူချန်ကိုတန်အံ့တော်ဖြစ်နေတယ်အခုဆိုရင်ဂူသိန်းရံရဲ့မျက်နှာကသွေးတွေနဲ့စီးကျနေတယ်စပင်းအနီရောင်တွေကလည်းရှုပ်ပွားလို့နေတယ်အင်းကြီးတွေကလည်းစုပ်ပြတ်တတ်နေတယ် အခုမူချံအတုံပြုတ်နေတဲ့အနဲ့ရောက်အလင်းတန်းဗတိစေးရဲ့အဆွမ်းကမူချံထင်သားတာထောက်ပို့ပြီးတော့ကြောက်စရာကောင်းလို့နေခန္ဓာကိုယ်ကြက်ခိုင်မှုကိုအထောက်အကူပြုတဲ့အလင်းတန်းနတ်ဖရာတိုင်းချမ်းကိုလေးလာခဲ့ပြီးတော့မှမူချံရဲ့ကိုယ်တွေကနေဒဏ်ရာတချို့ကဖြစ်ပေါ်နေတော့ပဲသူတာအဲ့ဒီပညာရက်ကိုမလေးလာခဲ့ရင်အလင်းတန်းတွေရဲ့အဆွမ်းကြောင့်သူလည်းအခုဆိုရင်ပြဖြစ်သွားတော့ပြီအနဲ့ရောက်အလင်းတန်းရဲ့အဆွမ်းကိုသူကအချိန်ကြာကြာမထိန်းထိုင်းနိုင်တဲ့အတွက်ကြောင့်တခုခုလိုလို့သူကစိတ်တွေကနေဆုံးပြတ်ချက်ချလိုက်တယ်ပြီးတော့သူကပြောတယ် မရတော့ဘူးအချိန်ကဘလောက်မှမကြံတော့ဘူးဒီတပ်ပွဲဝင်ကမြ мян လေးအဆုံးတတ်မှဖြစ်တော့မယ်ငူချန်ကသူ့ရဲ့ဝိညာဉ်စွမ်းအင်တွေကိုအများကြီးထုတ်ထုတ်လိုက်တယ်ဒီအခါမှာတော့ခနာကဂူသိန်းရန်လဲသွားတဲ့နေရာကနေဂူသိန်းရန်ကပြင်မိထားလာတယ်သူ့ရဲ့ကိုယ်တွေကနေအနီရောစွမ်းအင်တွေကိုထုတ်လိုက်တာနဲ့ဒီမိုးကောင်းကင်နဲ့မြေပြင်တစ်ခုလုံးကလုံးဝကိုမီတော့နေတဲ့ရဲနေသွားတယ်သူကမူချန်ကိုအော်ပြောတယ်မူချန်ကောင်းကင်ကူပြောင်းခြင်းပထမအဆင့်နဲ့ငါ့ကိုဒီလိုမျိုးသွန်းအားပေးနိုင်တာမင်းတယောက်ပဲရှိသေးတယ်မင်းရဲ့အရေးချင်းကိုငါလေးစားတယ် ဒီနေ့တိုက်ပွဲမှာမင်းငါရဲ့ဒီတိုက်ပွဲကိုခုခံနိုင်ရင်မင်းနိုင်တယ်။သူကပြောပြီးတာနဲ့လက်ကနေခြေတစိုက်ကိုပြောင်းလဲလိုက်တယ်။အနီယောဆွဲနေကဒရဟောထွက်ပေါ်လာတယ်။ပြီးတော့သူ့ရဲ့လက်မှာစိတ်မီတာတော့ရှိတယ်။အနီယောလှန်တစ်ခုကထွက်ပေါ်လာတယ်။အဲ့ဒီလှန်ပပတ်လက်မှာလဲငကားတကောင်ကရစ်ပတ်ထားတယ်။သူ့ရဲ့ကိုယ်ထဲကအနီယောဆွဲနေကိုပို့ပြီးတော့ထုတ်လိ။လှန်မှာရစ်ပတ်ထားတဲ့ငကားကပို့ပြီးတော့အသက်ဝင်လာလိပဲ။နောက်ဆုံးမှာတော့အဲ့ဒီငကားကြီးကဟိန်ဟောင်းတဲ့အသက်နေတော့ထွက်ပေါ်လာတယ်။လင်ကြံတဲ့ကြောင်ချင်းရှန်တို့ကပြောတယ်ဒီကောင်လေးတယောက်ကို ဒီဂူသိန်းရံကဒလိုတိုက်ခွတ်အောင်ထောက်သုံးနေပြီအခုဂူသိန်းရံထောက်လှုံနေတဲ့အစွမ်းတွေကသူ့ရဲ့အစွမ်းထက်ဆုံးတိုက်ခွတ်ပဲဆိုတာသူတို့တွေသိကြတယ်ဂူသိန်းရံကအရှိတ်ကိုခြေထလန်းလှမ်းပြီးတော့အားယူလိုက်တယ်ပြီးတာနဲ့သူ့ရဲ့လက်မှတ်ခိုင်ထားတဲ့စိတ်မီတာလောက်ရှိတဲ့လှန့်ရှည်ကိုမူချန်စီကိုပြစ်လွှတ်လိုက်တယ်ငကားဟိန်းတန်တဲ့သူမီးတွေတောင်းလောင်နေတဲ့လှန့်နေစင်းကမူချန်စီကိုတော်တော်လေးကိုမြန်တဲ့အချိန်နဲ့ပြေးဝင်လာတယ်မူချန်ကလည်းလက်ကနေသူ့ရဲ့တစိုက်တွေပြောင်းလဲလိုက်တာနဲ့သူ့ရဲ့နောက်မှာကျေသာယာပုံတံတန်မျိုးတွေဖြစ်ပေါ်လာတယ် ီးတာနဲ့အဖီအောင်ကြားနဲ့အနံ့ရောက်လက်တကောင်ကတော်တော်လေးကိုများပြားတဲ့အချိန်ဝင်နဲ့ပြေးထွက်လာတယ်။လှန်ရှီကတော့ပို့ပြီးတော့ဝေဝေးသွားလိမ့်။လှန်ကနေငကားကြီးဖြစ်ကိုပြောင်းလဲသွားလိမ့်ပဲ။နောက်ဆုံးမှာတော့ကုသိန်းရဲ့ကမီးငကားကြီးနဲ့မူချံရဲ့ကြားနဲ့လက်နဲ့ကလေးပေါ်မှာဝင်ပြီးတော့တိုက်မိသွားကြတယ်။တားရဲ့သုံးကောင်ရဲ့ရင်ဆိုင်မှုကဒီမြေပြင်တစ်ခုလုံးကိုပုံတိုင်းနဲ့ထန်သွားစေတယ်။ပြီးတာနဲ့ကုသိန်းရဲ့ရောမူချံရောကနှစ်ယောက်စလုံးလွင့်ထွက်သွားတယ်။ရင်ဆိုင်မှုတွေပြီးဆုံးသွားတော့နေရာတစ်ခုလုံးကလုံးဝဝစုပ်ပြတ်တတ်နေတယ်။ အားလုံးရဲ့အကြည့်ကတော့ဒီနှကောင်ဘယ်ရောက်သွားလဲဆိုတာကိုအာယုံဆိုင်နေကြတယ်။နှကောင်ကလုံးကတော့တောင်ပေါ်မှာရှိတဲ့ကြောက်ပုံအောက်မှာပြီးမိနေကြတယ်။ဆန်းရှန်းတို့လီချွန်တုံတို့ကတော့ဘယ်လိုအဖြေထွက်လာမလဲဆိုတာရင်တခုန်ခုန်နဲ့စောင့်နေကြတယ်။ဒီအချိန်မှာပဲတောင်ထိပ်ကကြောက်ပုံထဲမှာအနီရောင်စွန်းအင်နေတဲ့သူလူတယောက်ကထွက်ပေါ်လာတယ်။ဒါကိုတယောက်ယောက်ကအော့ပြောတယ်။အဲ့ဒါဂူသိန်းရံပဲ။ तू ဘာမှမဖြစ်သေးဘူးလား။ဂူသိန်းရံကဘာမှမဖြစ်ဘူးဆိုတော့မူချန်ရဲ့အခြေအနေကဘယ်လိုလဲမသိဘူး။ အဲ့ဒီခါမှာတော့တခြားတောင်ထိပ်ပေါ်ကနေကြောက်သုံးလေးကြားကနေအနှဲ့အောင်စွန့်အင်းနေသူမူချန်ကပြန်ပြီးတော့ပေါ်လာပြန်တယ်။မူချန်ကလည်းဒဏ်ရာကြီးကြီးမားမားရထားတယ်။ဂူသိန်းရံနဲ့ရှင်ရင်သူ့ရဲ့ဒဏ်ရာကပိုပြီးတော့များတယ်။ဒါပေမဲ့မူချန်ကတီတီငြိမ်ငြိမ်နဲ့ပဲလေပေါ်မှာရက်နေတယ်။ဂူသိန်းရံကမူချန်ကိုတစ်ချက်စိုက်ကြည့်လိုက်တယ်။ပြီးတော့တောင်ချိန်မှာရှိနေတဲ့ကြောင်တော်လေးကိုသူကကြည့်ပြီးတော့ပြုံးနေတယ်။မူချန်ကပြောတယ်။စီနီယာကစိတ်ကြည်နဲ့သွားပြီလား။အကယ်၍လုံလောက်တယ်လို့မခံစားရသေးဘူးဆိုရင်ဆက်ပြီးတိုက်လို့ရသေးတယ်နော်။ ဒီစကားကိုကြတော့ဂူသိန်းရံကဟာဟာပပကိုအော်ကြည့်တယ်တော်ပြီကွာဒီလောက်ဆိုလုံလောက်ပါပြီငါသာဆက်ပြီးတက်ခိုက်ရင်အောက်ဘက်ကကြောင်းသားတွေငါကိုစိတ်ဆိုးသွားကြလိမ့်မယ်ဒါအပြင်အစောပိုင်းတော့ငါပြောခဲ့သလိုမင်းသားငါရဲ့တိုက်ခွဲကိုခုခံနိုင်ရင်မင်းနိုင်ပြီအခုငါပြောသလိုပဲငါရဲ့တိုက်ခွဲကိုမင်းခုခံနိုင်တဲ့အတွက်ကြောင့်ဒီတိုက်ပွဲမှာငါရှုံးသွားပြီမူချန်နိုင်သွားပြီဆိုတာသိလဲသိရောကျောင်းလူကျောင်းသားတွေကလက်ခုပ်တွေတီးပြီးတော့မူချန်ကိုအားပေးကြတယ်အပြင်ဘက်မှာတော့ဌာနမူကြီးထိုက်ဆန်ကိုအကြီးအကဲတယောက်ကပြောတယ် ဌာနမူကြီးငါတို့ရဲ့ကြောင်းမှာနောက်ထပ်ပါရမီရှင်တယောက်ကိုမွေးထုတ်ပေးနိုင်ခဲ့ပြီးထိုက်ဆန်ကတော့မူချံကိုကြည့်ပြီးတော့ပြုံးလိုက်တယ်သူတော်စင်အကယ်ဒမီကျောင်းကကြည်ွှန့်ကိုအသုံးပြုပြီးငါတို့ကိုအနိုင်ယူဖို့စီစဉ်နေတာပဲဒါပေမဲ့ငါတို့ကျောင်းကမူချံကလည်းသူတို့ရဲ့လူထက်မနိုင်ဘူးဆိုတာကိုသူတို့ကိုပြောပြရလိမ့်မယ်တိုက်ပွဲတစ်ခုပြီးသွားပြီဆိုတော့ဆန်ရှန်နဲ့လီွှန်တုံကသူတို့ရဲ့ပြိုင်ဘက်တွေကိုပြောတယ်စီနီယာတို့ငါတို့လည်းပြန်စားသိမ့်မည်နဲ့တူတယ်မူချံကတော့တွေးပြေးနေတူအနာယူနေတယ် လောလီကသူ့ရဲ့ဘီနာမှာလာပြီးတော့သူ့ကိုအဆင်ပြေလာလို့မိတယ်။ဟိုတိုက်ပွဲနှစ်ခုမှာတော့လီရွှန်တုံနဲ့ဆန်ရှန်တို့တိုက်ခိုက်တာကိုလင်ကျန်းနဲ့ကြောင်ချင်းရှန်တို့ကအနောက်ကိုဆုတ်ပြီးတော့ရှောင်လိုက်တယ်။ပြီးတော့လည်းသူတို့ကရက်ပြီးနေနေကြတယ်။ပြန်ပြီးတော့လည်းမတိုက်ခိုက်ဘူး။အဲ့တော့ဒါကိုဆန်ရှန်ကမိလိုက်လေ။ဘယ်လိုလဲဆက်ပြီးတော့မတိုက်ခိုက်တော့ဘူးလား။အဲ့ဒါကိုလင်ကျန်းကပြောတယ်။တော်ပြီဆက်ပြီးတိုက်ခိုက်စရာမလိုတော့ဘူးကွာ။ဒီတိုက်ပွဲမှာမင်းတို့နိုင်တယ်လို့ယူဆလိုက်ပါတော့။ဒါကိုကြည့်ပြီးမူချန်းကတန်အံ့တော်ဖြစ်သွားတယ်။ဟင်ဘလို့ကြီးလဲ တို့ကဒီတိုင်းပဲအရှုံးပေးလိုက်တာလားဆန်းရှန်ကသူ့ရဲ့စွန်းအိမ်လေးကိုပြန်ပြီးရုပ်သိမ်းလိုက်တယ်ပြီးတာနဲ့လင်ချန်းကိုပြောတယ်ဒီတော့ဒီတိုက်ပွဲကဒီတိုင်းပဲအဆုံးသက်သွားမှလားဒီအချိန်မှာပဲကောင်းငင်ဘွားနဲ့အလင်းနဲ့နှစ်ခုနဲ့တူလူအုပ်ကြီးနှစ်ယောက်ကရောက်လာတယ်ပြီးတော့ကျောင်းလူဂျာနာအကလုံးကိုအော်ပြီးတော့ပြောတယ်လင်ချန်းနဲ့ကြောင်ချင်းရှန်ကအရှုံးပေးလိုက်ပြီးဆိုတော့ဒီတိုက်ပွဲမှာကြောင်သားတွေဘက်ကအနိုင်ရသွားပြီးစီးမင်းတွေရကြောင်သားအလုံးကဝိညာဉ်အလင်းနဲ့အခွင့်အာဏာကိုရရှိသွားလိမ့်မယ်နောက်တစ်ခုအနေနဲ့ ဒီနောက်ဆုံးတိုက်ပွဲမှာမင်းတို့၃ယောက်ကအနိုင်ရတဲ့သူတွေပဲဒါကြောင့်မင်းတို့နဲ့ထိုက်တန်တဲ့ဆုလက်ကိုရလိုက်မယ်အကြီးကဲတယောက်ကသူပြောပြီးတာနဲ့လက်ကိုဖွင့်ရန်လိုက်တာအလင်းနဲ့တုံးကမူချန်တို့ရဲ့အရှိမပေါ်လာတယ်ပြီးတော့အဲ့တဲမှာဝိညာဉ်တလင်းကြောက်တွေကိုတွေ့ရတယ်တလင်းကြောက်တွေထဲမှာအရင်တွေကစီစင်းလို့နေပြီးဝိညာဉ်စွမ်းအားတွေကလည်းလုံအောင်ကိုဖျက်ထွက်နေတယ်မင်းတို့၃ယောက်ရမယ်ဝိညာဉ်အလင်းနဲ့အခွင့်အာဏာကတခြားသူတွေနဲ့ကွာခြားနေလိုက်မယ်နောက်၃ရက်နေရင်အပြစ်ပေးခြင်းခံမစီကိုတွားလိုက် အဲ့ဒီနေရာမှာအကြီးကဲတချို့မင်းတို့ကိုဝိညာဉ်အလင်းနဲ့အခွင့်အာဏာတွေပေးလိုက်မယ်။မူချံကထမိတယ်။နေုံအကြီးကဲဝိညာဉ်အလင်းနဲ့အခွင့်အာဏာကိုတခြားလူတွေစီလွှဲပေးလို့ရလား။မူချံရဲ့အမေကြောင့်အကြီးကဲနေရာကကြောင်အန်းအန်းဖြစ်သွားတယ်။ပြီးတော့မူချံနဲ့လော်လီကိုတစ်ချက်ကြည့်လိုက်တယ်။မင်းတို့တောင်ရောက်ပဲထူခြားတဲ့ဝိညာဉ်အလင်းနဲ့အခွင့်အာဏာကိုရတာမဟုတ်ပါဘူး။ဝိညာဉ်ဘရင်ရဲ့တလင်းကြောင့်ပိုင်ဆိုင်ထားတဲ့သူလဲဒီလိုအခွင့်အရေးမျိုးကိုရလိုက်မယ်။ဒီအခါမှာတော့မူချံက သူတက်ခဲ့တဲ့ဝိညာဉ်ပရင်ကတလင်းကြောက်တဲ့ဝက်ကိုထောက်လိုက်တယ်။ဝိညာဉ်ပရင်ကနောက်ထပ်တလင်းကြောက်တဲ့ဝက်ကလောလီစီမှာရှိတယ်။မူချန္နာသူ့မှာရှိတဲ့တဝက်ကိုပေးလိုက်ရင်လောလီကဝိညာဉ်ပရင်ရဲ့အလင်းနဲ့တစ်ခုလုံးကိုယာသွားလိုက်မယ်။ပြီးတော့အကြီးကဲကိုမူချန်ကပြောတယ်။အကြီးကဲဒါလို့ဆိုရင်ရောအဆင်ပြေလား။ဒါကိုအကြီးကဲကပြတ်ပြီးပြောလိုက်တယ်။မူချန်ဝိညာဉ်တလင်းကြောက်ကပို့ပြီးအစွမ်းထက်လေရမယ်ဝိညာဉ်အလင်းနဲ့အခွင့်အာဏာကပို့ပြီးတော့ကောင်းလေပဲ။သူတို့တွေကတော့မူချန်ကိုနားမလည်နိုင်တဲ့မျက်လုံးတွေပဲကြည့်နေကြတယ်။ ပြီးတာနဲ့ဒီမှာရှိတဲ့ကြောင်လားနေအကလုံးကိုအော်ဟစ်ပြီးတော့ပြောလိုက်တယ်။နောက်ဆုံးတိုက်ပွဲမှာထွက်ပေါက်လာတဲ့ရလက်ကိုအလုံးကတိကျပြီးဆိုတော့ဒီတိုက်ပွဲကဒီမှာတင်အဆုံးသတ်သွားပြီလို့ငါကြုံညာတယ်။ဒီချိန်မှာပဲကောင်းကင်ဘုရားနဲ့အလင်းနှန်းနေကြားလာပြီးတော့ကြောင်လားနေအကလုံးကိုဖောက်အုံသွားတယ်။အပြင်မှာရှိနေကြတဲ့သူတွေကတော့မူချန်နဲ့ဂူသိန်းရဲ့တိုက်ပွဲကိုကြည့်ပြီးသူတို့တွေကတော်တော်လေးကိုအားရနေကြတယ်။အဲ့ဒီအခါမှာပဲအမဲလိုက်ပြိုင်ပွဲကိုပြိုင်မှုတော့အလင်းနဲ့နဲ့မြေတွေကိုဝင်သွားကြတဲ့ကြောင်သားတွေကအပြင်မှာပြန်ပြီးတော့ရုတ်တရက်ပေါ်လာကြတယ် ဆန်းရှန်းလီချွန်တို့မူချန်နဲ့တခြားလူတွေကိုကြည့်ပြီးတော့ကြောင်နာတွေကပြောကြတယ်။သူတို့ရဲ့ခုပေါ်မှာဝိညာဉ်အလင်းနဲ့အခွင့်အာဏာအစွမ်းတွေဘာလို့မရှိတာလဲ။ဒါကိုဘီနာကတယောက်ကပြောတယ်။ဟဲ့အောင်မင်းယူနေတာလား။သူတို့လေးယောက်ကဒီအမဲလိုက်ပြန်ပွဲမှာအစွမ်းထက်ဆုံးသူတွေပဲ။သူတို့ရမယ်ဝိညာဉ်အလင်းနဲ့အခွင့်အာဏာကလည်းတာမန်လူတွေနဲ့တူမှာမမဟုတ်တာ။ဒါကိုလူသစ်လေးတယောက်ကမေးတယ်။ဒါနဲ့ဝိညာဉ်အလင်းနဲ့အခွင့်အာဏာမှာရောအစစ်နေခွဲထားတာလား။ဒါကိုလူဟောင်းဖြစ်တဲ့ကောင်ကပြောတယ်။သိကြတာပေါ့ကွာ။ ဝိညာဉ်အလင်းနံကဘာကနေထွက်လာရင်ဝိညာဉ်အလင်းနံတွေကဝိညာဉ်စွမ်းအားတွေအဖြစ်ပြောင်းလဲပြီးသူတို့ရဲ့ကိုယ်ထက်ကိုအလိုလိုဝင်ရောက်သွားလိမ့်မယ်။အဲဒီဝိညာဉ်စွမ်းအားတွေကတန့်စင်ပြီးအစွမ်းထက်တဲ့ဆိုပေမဲ့ဝိညာဉ်အလင်းနံအခွင့်အာဏာရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ပဲရှိနေသေးတယ်။အလွန်ဆုံးရှိရင်60ရာခိုင်နှုန်းလောက်ပေါ့ကွာ။ဒါပေမဲ့မူချန်တို့ရမယ်ဝိညာဉ်အလင်းနံအခွင့်အာဏာကတော့တခြားလူတွေနဲ့ခြားနားနေလိုက်မယ်။ရှားခဲရတဲ့လောက်ကတော့ဝိညာဉ်အလင်းနံအခွင့်အာဏာတို့အကြီးကဲတချို့သူတို့ကိုကူညီပေးမယ်။ အကြီးကဲတွေရဲ့အကူအညီနဲ့ရမယ်ဆွမ်းအားကတာမန်တော့မဟုတ်တော့ဘူးအကြီးကဲနှစ်ယောက်ကမူချန်တို့ကိုပြောတယ်မင်းတို့လေးယောက်စလုံးပြန်ပြီးတော့အနားယူသင့်ပြီနောက်သုံးရက်နေရင်မင်းတို့ရဲ့ဝိညာဉ်အလင်းနဲ့အခွင့်အာဏာတို့အပြည့်ပေးခြင်းခံမစည်းကိုလာခဲ့ကြအားလုံးကဟုတ်ခဲ့ကြဆိုပြီးဖြေလိုက်ကြတယ်အကြီးကဲတွေကလည်းထွက်သွားလိုက်တယ်ဒါကိုမူချန်ကိုစမ်းရှမ်းကပြောတယ်မူချန်ဒီတိုက်ပွဲမှာမင်းကဒဏ်ရာအရဆုံးလူပဲအခုတော့ပြန်ပြီးနားလိုက်တော့နောက်သုံးရက်နေရင်အပြည့်ပေးခြင်းခံမမှာစုံကြတာပေါ့ မူချန်နဲ့လောလီတို့ထွက်လာတာကိုလီရွှန်တုံကငေးကြည့်နေတယ်။ဒါကိုဆန်းရှန်းကမြည်တယ်။ဟေ့အောင်မင်းသူ့ကိုကြိုက်နေတာလား။လီရွှန်တုံကပြောတယ်။ငါငါကြိုက်ကြိုက်မကြိုက်ကြိုက်မင်းလုံးမပါဘူးကွာ။အဲ့ဒါကိုမေ့ထားလိုက်တော့ငါတို့ရဲ့ဝိညာဉ်အလင်းနဲ့အခွင့်အာဏာကိုယာသွားရင်ငါမင်းနဲ့သူမိုးလောင်ကြီးကိုတွားပြီးရင်ဆိုင်မယ်။မိုးလောင်ကြီးကြောင့်ငါတို့ရဲ့ကြောင်ကကြောင်လာတယ်နောက်ထပ်အသက်ခံရမှာကိုငါစိုးရိမ်တယ်။ဆန်းရှန်းကခေါင်းနှိပ်ပြတယ်။လီရွှန်တုံကထပ်ပြီးတော့မေးတယ်။ဒါဆိုရင်မိစ္ဆာနာကနန်းတော်က မြောက်ပိုင်းနဲ့မြန်မာပို့ပြီးတော့ရဲတင်းလာပြီပေါ့ဒီကိစ္စကြောင့်ဌာနမူကြီးနဲ့အကြီးအကဲတွေလည်းခေါင်းကိုက်နေမှာသိကြတယ်ခွေတရောင်စာမိဆန်ငကားနန်းတော်ကငါတို့ရဲ့ကြောင်သားတွေကိုပြစ်မှတ်ထားနေတာပဲဒါလို့ဆိုရင်မိုးလောင်ကြီးကိုအပြက်ရှင်မှဖြစ်တော့မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ငါတို့ကြောင်ကကြောင်သားတွေကသူများတွေရဲ့ပြောစရာဖြစ်သွားလိမ့်မယ်ပြီးတဲ့နဲ့ဆန်းရှန်းကိုမိတယ်ငါတို့ဘယ်လိုလုပ်သင့်လဲအဲဒီကောင်ကငါတို့တွေအဖွဲလိုက်လိုက်ပြီးတော့လိုက်ရှာသင့်လားဆန်းရှန်းကခေါင်းညှိပြလိုက်တယ်မိုးလောင်ကြီးကိုတတ်ဖို့ငါတို့အတူတူပေါင်းပြီးသွားကြတာပေါ့ ပြီးတာနဲ့သူတို့တွေကတဟားဟားနဲ့អော်ကြီးလိုက်ကြတယ်កဲဒီနေ့វីដេអូဒီမှာပဲရက်ထားမယ်အဆက်ကိုမနှက်ဖက်မှထပ်ပြီးទិញပေးမယ်ဒီနေ့ဖို့ပပိုင်အားလုံးជិះទូទិញပါတယ်